အင်ဂျင်နီယာတွေနိုင်ငံတကာကြောင်ကြတော့ခါနံပါတ်1 Disney Engineer အလီမျိုးလေကောင်မှရှိတယ် Disney ရဲ့ဖြောပြပွဲခန်းမကြီးရာဆိုရင်တော့သူ့ရဲ့ဒီဇိုင်းလက်ရာကြောင့်တော်တော်လေးနာမည်ကြီးပါတယ်အနာမည်ကြီးတယ်ဆိုတာလည်းအယမ်းမိုက်လွန်းနေလို့တော့မဟုတ်ပါဘူးလက်စစ်ကျိန်လုံးလို့ဖြစ်ပါဒီဆောင်ကြီးတစ်ခုလုံးကိုပြောင်းလှန်နေတဲ့ Steve ပြည်နယ်ပြုလုပ်ထားပြီးတော့နေကင်းဘတ်ဆိုရင်သူ့မို့နေထိုးနေတယ်လို့ပဲဖြစ်ပါဒါကြောင့်အိုင်နာအဖြတ်တဲ့ကားတွေဆိုရင်မျက်စိကိုနေထိုးလုံးအောင်ကြီးလို့ဆိုပြီးတော့ Gear Design နဲ့ပါမောင်းရတယ်လို့ဆိုပါတယ်နောက်ပြီးတော့စတီးဆိုတဲ့သဘောကနေထိုးရင်ပူပူတဲ့သဘောမှရှိပါတယ် ဒါကြောင့်ဒီအဆောင်ပတ်ချလေကအမြဲတမ်းနွေရာသီရောက်နေတတ်ပြီးတော့အပူချိန်ကလည်းအမြဲတမ်း60လောက်ရှိနေတတ်ပါတယ်။အဲအိုင်နာဖြတ်သွားတဲ့သူတွေဆိုရင်အရှင်လက်လက်ငရေကျနေတယ်လို့ပဲလို့တော်ဆိုပါတယ်။နောက်ဆုံး Destiny ဘက်ကနေပဲအ short ပေးလိုက်ရပြီးတော့သူတို့ရဲ့ပြောင်လဲနေတဲ့ steel တွေကို copper တိုက်ပြီးမှိန်သွောင်းအောင်လုပ်ပေးလိုက်ရပါတယ်။တကယ်တော့ပြောင်နေဆိုတာစတီးလေးမကောင်းပါဘူး။နံပါတ်1စပိန်လန်နယ်သာလန်နိုင်ငံမှာတော့နိုင်ငံတွင်းနေထိုင်သူလူဦးရေထက်စပိန်ရေအတွက်ကပိုပြီးတော့များပါဆိုလိုတာကလူတယောက်ကိုစပိန်တစ်စီးထက်ပိုပိုင်ထားတယ်ဆိုတဲ့သဘောပါ ဒီအင်ဂျင်နီယာကတော့သူ့နိုင်ငံမှာဒီလိုမျိုးစပိန်တွေရှုံနေတာကိုတော်တော်လေးမျက်စိနှောက်လာတဲ့ပုံရပါတယ်။နယ်သာလန်မှာဒီလိုမျိုးစပိန်သွားတဲ့လမ်းတွေရှိနေတာကပုံမှန်ပဲလို့ပြောလို့ရပါပဲ။ဒီစပိန်လမ်းကတော့ပုံမှန်ထက်နေတယ်လို့ပို့ထူပါတယ်။လမ်းချင်းနဲ့အပြင်ကမှာဘေးမှာလည်းမြောင်းကြီးတစ်ခုပါရှိနေတာပါ။တတိတစ်ချက်လွတ်သွားတာနဲ့မြောင်းထဲကိုထိုးဆင်းသွားမဲ့လမ်းမျိုးဖြစ်ပါ ။နယ်သာလန်မှာကစပိန်လမ်းရှိနေရတာနဲ့ကားလမ်းမှာပေါ်တက်မောင်းမိခဲ့ရင်ဒဏ်ငွေအရိုက်ခံရမှာဖြစ်ပါတယ်။အကြောင်းဒီလမ်းကိုရောက်ရင်ဒဏ်ငွေပဲဆောင်ရမလားမြောင်းနေပဲပြေးဆင်းရမလားဆိုတာဇဝေဇဝါဖြစ်ကြရတယ်လို့ဆိုပါ။နံပါတ်3ရေဘော်တရားဒီတရားကတော့တရုတ်နိုင်ငံမှာပဲရှိတဲ့ရေဘော်တရားလေးပဲဖြစ်ပါတယ်။ရေဘော်မှာစောက်ထားလို့ရေဘော်တရားလို့ခေါ်တာမဟုတ်ပါဘူး။တရားပေါ်မှာကွာရေတွေဘောလုံးပေါ်နေလို့ဖြစ်ပါတယ်။ဒီတရားကနွေရာသီဆိုပုံမှန်တရားတွေလို့ပဲဆိုပေမဲ့မိုးရာသီကျရင်တော့နည်းနည်းလေးပြဿနာရှိပါတယ်။ဒီတရားကိုစောက်ခဲ့တဲ့သူကတရားမှာရေစင်းပေါက်ထဲမှာသွားလို့ အကြောင်းတရားကမိုးရွာရင်အလိုလိုရေကြီးသွားတက်ပြီးတော့တရားပေါ်မှာရေကူးနေရတာဖြစ်ပါတယ်။မဖြစ်မနေသွားမယ်ဆိုရင်တော့လူတွေလည်းဘေးပောင်လေးရနေပဲကပ်ပြီးသွားကြရမယ်။နံပါတ်၄တွိုင်လက်ဒီအင်ဂျင်နီယာကတော့အင်တာဆောက်တဲ့အချိန်တုန်းကအင်ရှင်ဖြစ်သူရဲ့အရက်ကိုမမေးမိတဲ့ပုံရပါဘူး။အင်ရှင်ဖြစ်သူကအရက်9ပေလောက်ထိရှိပြီးတော့တာမန်လူတွေထက်နည်းနည်းလေးကိုပိုမြင့်နေတာပါ။သူအင်တာဝင်လိုက်တိုင်းမှာမျက်နှာချင်းနဲ့အရက်နဲ့မလို့မကင်းဖြစ်နေတာကြောင့်အင်ပန်ရှင်လေးတော်တော်လေးစိတ်ညစ်နေရပါ။ အဲဒါကြောင့်အင်ဂျင်နီယာကြီးကလည်းဒီကိစ္စသူ့ပဲဖြေရှင်းပေးမယ်ဆိုပြီးတော့တိုင်လက်အမိုးကိုပြန်ပြင်ပေးလိုက်ပါတယ်။သူပြင်ပေးခဲ့တာကတော့ဒီလိုပုံစံမျိုးလေးဖြစ်ပါတယ်။မင်းနဲ့ချက်ကိုပဲအရင်နဲ့လွန်အောင်အပေါက်ဖောက်ပေးလိုက်တာ။အပေါက်သွားချင်းအပေါက်ထဲခေါင်းရင်ဝင်ရတာကလွန်ရင်ကျန်တာတော့တော်တော်လေးအဆင်ပြေသွားခဲ့ပါ။တကယ်တော့ဒီကကအင်ဂျင်နီယာရဲ့အမှားလို့ပြောလို့မရဘဲနဲ့အင်ရှင်ကိုတိုင်ကတာမန်ထပ်ပူရှည်နေတာဖြစ်ပါတယ်။နံပါတ်5 ATM အခုပုံထဲမှာမြင်နေရတဲ့လူကတကယ်တော့အရက်ပူနေတာမဟုတ်ပါဘူး။ ADN ဆက်ကူကတာဝရင်းသားကိုရောက်နေတာဖြစ်ပါတယ်။အင်ဂျင်နီယာကြီးကြည့်ရတာလေကားတက်ဖို့မေးခဲ့တဲ့ပုံတော့ရပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။